ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီလီနေ့ရက်စားတော့ကုန်ပြခန်းစိတ်ကူကအလုပ်ဖြစ်မှမထင်ဘူးပရာဟိတာတွေပတ်စံရှာနိုင်မှာမဟုတ်ဘူးလို့ငါထင်ခဲ့တာဒါပေမဲ့ပရာဟိတာတွေပတ်စံလူပြီးတာတော့ငါတို့မှအများကြီးကြံသေးရဲ့နော် ါငါတို့လီလီရဲ့မော်ဆန်နဲ့ဆွာပဲ။သူကတီထွင်ဖန်နှင်းမှုအသုံးပြုပြီးသိငယ်တဲ့အစားတောက်လဲလေးကိုစားတောက်ကုန်ပြခန်းတစ်ခုဖြင့်ပြောင်းလဲပစ်လိုက်တာလေ။သူဘလို့များတလောက်တီထွင်ဖန်နှင်းနိုင်ရတာလဲ။ဒါကတီထွင်ဖန်နှင်းမှုရဲ့အကျိုးကျေးဇူးလေ။လူတယောက်ကရိုးရှင်းတဲ့အရာတစ်ခုမှတော့တီထွင်ဖန်နှင်းနိုင်စွမ်းပြလိုက်တဲ့အခါအဲ့ဒါရိုးရှင်းတဲ့အရာတစ်ခုဖြင့်မတီရှိတော့ပဲထူးခြားတဲ့အရာတစ်ခုဖြစ်သွားတာပေါ့။ဟုတ်တယ်မလားတငယ်ချင်းတို့။လီလီဟာငငယ်လေးကတည်းကရန်တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ ။တင်းငယ်တဲ့ရာလေးတွေကနေကြီးမားတဲ့ရာတွေအထိအရာရာတိုင်းမှာတီထွင်ဖန်တီးမှုကိုနှစ်သက်ခဲ့ပါတယ်။ကောလိနောက်ဆုံးနှစ်မှာတော့လီလီဟာသူ့ရဲ့တီထွင်ဖန်တီးမှုကြောင့်ပရာဟိတလုပ်ငန်းမှာငွေအများဆုံးရှာနိုင်ခဲ့ပါတယ်။ဒီလိုနဲ့အချိန်တွေကုန်လွန်သွားပြီးလီလီလည်းလက်ထပ်သွားခဲ့ပါတယ်။လီလီမင်းအိမ်အစ်စ်ကိုသဘောကျရဲ့လား။အိမ်ကကောင်းပါတယ်။ဒါပေမဲ့အရင်မကျေဘူး။အတွင်းအပြင်စင်တွေလည်းအရန်ရိုးရှင်းပြီးတော့အခန်းထဲမှာဘာမှထူးခြားတာမရှိဘူး။အရန်ရာတိုင်းကရိုးရှင်းလွန်းနေ ။အိုးငါရဲ့တီထွင်ဖန်တီးနိုင်တဲ့လီလီရဲ့မင်းအရရတိုင်းမှာတီထွင်ဖန်တီးမှုကိုလိုချင်မှငါသိပါရယ်။လွန်ခဲ့တဲ့လတော့ငါတို့အိမ်မှာမီးလောင်သွားပြီးတော့ပျက်စီးဆုံးရှုံးမှုတွေအများကြီးရှိခဲ့တယ်။ငါတို့အိမ်ကအခုပြန်လဲပြင်ဆင်နေတော့မယ်။ဒါကြောင့်အဲ့ဒီအချိန်အထိဒီအိမ်မှာနေရအောင်မယ်။နည်းနည်းသေးပြီမယ်ခဏတာတွေ့တော့အဆင်ပြေပါရဲ့ဒီအိမ်ကြောက်မယ်ငါတို့မင်္ဂလာဆောင်လဲအလင်းစလိုလုပ်ခဲ့ရတာနော်ဟုတ်တယ်အဲ့ဒယ်ရီလည်းနည်းနည်းလေးပဲလာခဲ့ရတာငါတောင်းပန်ပါလေဒီလိုစကားပြောရင်သူတို့နှစ်ယောက်ကအချိန်ကောင်းလေးတွေကုန်ဆုံးခဲ့ပြီး မင်္ဂလာဆောင်နေ့လေကုံဆုံးသွားခဲ့ပါတယ်လီလီတမီးရဲ့တမီးလောက်တဲ့လက်ဖက်ရည်နဲ့ကော်ဖီတွေအရင်ကောင်းတာပဲတမီးချက်ပြုတ်တာလည်းအရင်ကောင်းမှာပဲနော်ဟုတ်ကဲ့မေတမီးချက်ပြုတ်တာလည်းအရင်ကောင်းတယ်ကောင်းပါပြီတမီးရဲ့ဒီနေ့ကတမီးရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်ရမယ့်နေ့ဆိုတာတမီးသိမှာပါအမေတို့မိသားစုအတွက်အစားတောက်ပဲဆိုရင်တော့တမျိုးနှမျိုးလောက်ပဲပြင်ခိုင်းမှာပါ။ဒါပေမဲ့ဒီနေ့မှာတော့အမေတို့ရဲ့ဆွေမျိုးတွေအားလုံးတမီးရဲ့ပထမဆုံးမိဖို့ကြောင့်ကနေအစားတောက်လာစားကြမှာ မင်္ဂလာဆောင်တော့လာကြတာအမေတို့ဖက်ကလူတွေအကုန်မဟုတ်သေးဘူးအခုမင်္ဂလာဆောင်တော့မတွေ့လိုက်ရတဲ့သူတွေအားလုံးပထမဆုံးမိဖို့ကြောင့်မှတွေ့ရလိမ့်မယ်သမီးအကောင်ဆုံးချက်ပြုတ်နော်ဆွေမျိုးတွေရှိမှမျက်နှာမငယ်စေနဲ့နော်ကြားလာသမီးဟုတ်တယ်မမကျမတို့ရဲ့ဆွေမျိုးတွေအားလေအရာရာအတိုင်းမှာအပြစ်ရှာတတ်တဲ့သူတွေပါအဲ့ဒါကြောင့်တို့အပြစ်ပြောစရာမဖြစ်အောင်မမစူးစမ်းတဲ့နယ်စိတ်မပူကြပါနဲ့ရှင်ဒီနေ့အားလုံးအမတ်ရစရာဖြစ်လောက်ကျွေးမွေးပါမယ် ခဏကြာမှလီလီဟာသူ့ရောက်ခမအင်းရဲ့တင်းငယ်တဲ့မိဘကြောင့်လေးစီကိုချက်ပြုတ်ဖို့သွားခဲ့ပါတည်းဒီမိဘကြောင့်မှလူလေးယောက်စာချက်ပြုတ်တာတော့အဆင်ပြေတယ်ဒါပေမဲ့လူ30 40စာလောက်ကိုဘယ်လိုချက်ရမလဲပြီးတော့လူအများကြီးကဘယ်လိုထမ်းပြီးစားကြမှာလဲစဉ်းစားစမ်းလီလီစဉ်းစားသူ့အုံနောက်ကိုအသုံးပြုပြီးတော့လီလီဟာစဉ်းစားရင်းဟင်းသီးဟင်းရွက်တွေစာပြီးလှီးနေတော့ရုတ်တရက်မိတွေပြတ်သွားခဲ့ပါတယ်အိုဖျားရေဘာလို့မိကပြတ်သွားတာလဲ မီးပြတ်တာနဲ့ပူလာတယ်။အခုဒီအပူတန်ထဲမှာတီမီဖို့ကြောင့်တသေးလေးထဲမှာတလောက်များတဲ့စားတောက်တွေဘလို့ချက်ရမလဲ။မမရေအမေကမုံနှမျိုးသုံးမျိုးလောက်လဲအဆင်ပြေတယ်လို့ပြောတယ်။ဒါပေမဲ့ဝဝရေဘာလို့ရုတ်တရက်မီးပြတ်သွားတာလဲ။အရန်ပူလာတာပဲ။အော်အိမ်နောက် transformer မီးလောင်နေတာ။အဲ့ဒါကြောင့်တနိုင်နှစ်နိုင်လောက်ကြာမှာအဲ့ချိန်မှာမီးပြတ်လာမှာမမ။ဘာပြောတယ်။တနိုင်နှစ်နိုင်ဒီချိန်တွင်းမှာငါ့ချိန်နေပိုဆိုးလာလိမ့်မယ်။အခုငါဘာလုပ်ရမလဲ။ လူအများကြီးအတွက်ချက်ပြုတ်ရမယ်။ငါရဲ့ပထမဆုံးမိဖို့ကြောင့်ဖွင့်ပွဲကိုပြီးအောင်လုပ်ရမယ်။ရောက်ခမရရဲ့ကုန်တိတ်ခါလည်းရှိသေးတယ်။ငါပါလုပ်ရမလဲ။စဉ်းစား။ငါအရရာတိုင်းမှာတီထွင်ဖန်နှီးမှုအရင်ရှိရလေ။ဘာလို့တီနေငါအုံနောက်ကအလုံးမလုပ်တာလဲ။ငါတခုလုပ်ရမယ်။ငါပြင်ချက်လိုက်ပါမယ်လေ။လေကောင်းလေတန်လည်းရှူလိုက်မှပဲငါအုံနောက်က အလက်လုပ်တော့မယ်။လီလီအပြင်ထွက်လာတော့သူ့ရှိကဟင်းသီးဟင်းရွက်ရောင်းနေသူရဲ့လှေးကိုမြင်လိုက်ရပါတယ်။ ူအိမ်အပြင်မှာဒီလူအသီးအရလဲတွေအများကြီးရှိပါတယ်။အဲ့လဲတွေကိုမြင်လိုက်တော့လီလီကအကြံတစ်ခုရခဲ့ပါတယ်။ငါမှတီထွင်ဖန်နေမှုအသိမရှိနာအရင်ကတီထွင်ဖန်နေမှုတွေရှိတယ်။လီလီဟာအဲ့ဒီဟင်းသီးဟင်းရွက်ရောင်းသူစီသွားပြီးသူတို့ရဲ့လဲနှစည်းကိုနာရီနေငယ်အတွက်နှားပြီးဖို့ပြောကသူ့အိမ်ကိုယူလာပြီးလဲတွေကိုဝင်းထဲမှာအတူတူထားပြီးတော့ကျိုးနဲ့ချိလိုက်ပါတဲ့။ပြီးတော့မိဖို့ကြောင့်ကိုသွားပြီးတော့ပကန်ခွဲရောက်တွေ့ဟင်းသီးဟင်းရွက်တွေ၊ဓာတ်ငွေမိဖို့တွေအားလုံးကိုလှေဘော်ကိုတင်လိုက်ပါတယ်။ တောင်ကုန်းမြင်းတော်လီလီရဲ့ရောက်ခမအင်းကလူတွေကမိကြပါတယ်။တမီးဘာလုပ်နေရလဲ။ဘာလို့တမီးရဲ့ပထမဆုံးမိဖို့ကြောင့်တွေအစားတောက်ကိုဒီလိုလှဲပေါ်မှာချက်ပြုတ်နေရလဲ။အိမ်မှာမိဖို့ကြောင့်ရှိရပဲကွယ်။ဟုတ်တယ်အမေ။အိမ်မှာမိဖို့ကြောင့်ရှိပေမဲ့မိပြက်နေလို့အယံပူတယ်။တမီးအဲ့ဒီမှာအစားတောက်ချက်ပြုတ်နိုင်ဖို့အတွက်အများကြီးစားခဲ့တယ်။ဒါပေမဲ့ဒီအပူဒဏ်ထဲမှာတမီးချက်ပြုတ်လို့မရဘူး။အဲ့ဒါကြောင့်အခုသမီးရဲ့ပထမဆုံးမိဖို့ကြောင့်လှဲပေါ်မှာပြင်ဆင်နေတာဒီနေ့သမီးကောလိပ်တုံးကလှုပ်ခဲ့တယ်လို့ အားလုံးအစားတော့ကောင်းကောင်းနဲ့ချက်ကျွေးပါမယ်။သမီးရဲ့ကောလိပ်နဲ့ရခမအိမ်ကကြွားရလေ။ကိုပိုးကြီးဘာကြည့်နေလဲ။လီလီကိုပြောလေ။လီလီရဲ့အမေပြောတာမှန်နေ။ဒါအောင်မြင်လူတွေကဘာပြောမလဲ။ဒါတွေအားလုံးကထူးဆန်းနေတယ်။တီထွင်ဖန်နှီးမှုတစ်ခုခုမလောက်ခင်နိုင်။လူတိုင်းကထူးဆန်းတယ်လို့ခံစားရတယ်။ဒါပေမဲ့တီထွင်ဖန်နှီးမှုကအောင်မြင်သွားတဲ့အခါလူတိုင်းကချီးကျူးကြတာပဲလေ။စောင့်ကြည့်နေပါရှင်။ လီလီယာဘသူစကားမှာနားမထောင်ပေလိမ့်ပေါ်မှာပင်ပထမဆုံးမိဖို့ကြောင့်ကိုစတင်ပြင်ဆင်ခဲ့ပါတည်းလူတိုင်းကနှုတ်ထမင်းလောက်ကြတယ်ဒီတခါတော့ငါနှုတ်ထမင်းအစားကိတ်မုံလောက်မယ်ပြီးတော့ကျင်းကားပွင့်ဟိုတယ်အားစပိုမိုးတယောက်လိုအပြင်ဆင်လောက်မယ်အစားအသောက်ပေါ်မှာခရင်ထင်လည်းအရသာကောင်းမယ်အစားအသောက်အားလုံးထူးခြားတဲ့ပုံစံနဲ့အားလုံးကျွေးရမယ်လီလီယာမတူညီတဲ့နီးလန်းတွေနဲ့အစားအသောက်တွေချက်ပြုတ်နေချိန်မှာတခြားတစ်ဖက်မှာတော့အင်းနီနာချင်းတွေကဂျာရီကိုကြည့်နေကြပါတည်းဟဲ့ ကိုမတော်နီရဲ့ချွေးမလေးအစားတောက်ကိုလှဲပေါ်မှာချက်နေတာပါယောသူ့ချွေးမမင်္ဂလာမဆောင်ခင်ကလမ်းဘေးမှာလှဲနေဈေးရောက်တာထက်နဲ့အေးအင်းနီနာချင်းရဲ့စကားကိုကြားပြီးတော့ဒေါ်နီဟာလီလီစီကိုတဖန်ပြန်သွားပြီးပြန်ပြောပါတယ်။သမီးသမီးပါလို့အမေကိုရက်ွက်တစ်ခုလုံးမှအရှက်ရစေရလဲလမ်းပေါ်မှာလာတဲ့သူတွားတဲ့သူတိုင်းကလေသမီးကိုကြိတ်နေကြတယ်။ဒီလိုချက်ပြုတ်တာမကောင်းပါဘူးသမီးရဲ့။သမီးကအမေတို့အိမ်ရဲ့ချွေးမထက်လမ်းဘေးဈေးတဲ့တယောက်နဲ့ပို့တူနေပြီသိလား။မမ မမပညာတတ်ပြီးခင့်မိတဲ့သူဖြစ်နေလာတာဒီလိုလှဲပေါ်မှာချက်ပြုတ်နေရင်ဓာရီအလုံးရက်လိုက်ပြီးဒီတန်းမိဖို့ကြောင့်မှာချက်ပြုတ်လိုက်ပါ မမေဝါဝါချက်ပြုတ်ပြီးတဲ့အထိစောင့်ကြည့်ပေးပါလီလီဟာဘသူစကားမှာအနားမထောင်ပါဘူးဒီလိုနဲ့နှစ်နာရီတွင်းမှာပဲလီလီဟာလူ30ကနေ40အထက်မတူညီတဲ့စားတောက်တွေကိုပြင်ဆင်ပြီးလက်ပေါ်မှာတင်လိုက်ပါတယ်အဲ့နောက်မှာဆွေမျိုးတွေထိုင်ဖို့အတွက်ကလတ်ထိုင်တွေစပွဲတွေပါစီစဉ်ပေးလိုက်ပါတယ် ခဏကြာမှတော့ဆွေမျိုးတွေဖြည်းဖြည်းချင်းနဲ့ရောက်လာခဲ့ကြပါတယ်။ကဲငါတို့ရောက်ပြီဟဲ့။အခုနှင့်ချွေးမအောင်ငါတို့နဲ့မြန်မြန်မိတ်ဆက်ပေးစမ်း။သူချက်ပြုတ်ထားတဲ့စားတောက်တွေစားရအောင်။မနဲ့ကလေးကဘာမှမစားရသေးဘူးနော်။ဟဲ့နှင့်ချွေးမဘမလဲ။ဘမမှမတွေ့ပါလား။နောက်ကလှဲပေါ်မှာအစားတောက်ပြင်နေတဲ့သူကငါချွေးမပဲဟဲ့။လီလီရဲ့ပထမဆုံးမိဖို့ကြောင့်ကိုလက်ပေါ်မှာပြင်ဆင်နေတာကိုမြင်တော့ဆွေမျိုးတချို့ကလည်းအံ့အားတင်သွားကြပါတယ်။ ပြောပါအောင်အကူနဲ့အမရေပါစားချက်နဲ့ကျမအိန္ဒိယရောဥရောပအစားအသောက်တွေရောလှုပ်ထားတယ်။ပြီးတော့ဒီအစားပြေမုန့်နဲ့အစားအသောက်အလုံးထူးထူးခြားခြားလေးဖြစ်အောင်ချက်ထားတယ်။လီလီရေညီမလေးရဲ့ပထမဆုံးမိဖို့ကြောင့်စားစရာတွေကလေမင်္ဂလာဆောင်ကစားစရာတွေထက်တောင်ပိုကောင်းနေသေးတယ်။ညီမလေးအရင်ကောင်းအောင်စီစဉ်ထားတာပဲ။ညီမလေးရဲ့ပထမဆုံးမိဖို့ကြောင့်မှအစားအသောက်ချက်ပြုတ်တဲ့နီလန်ထူးခြားလိုက်တာကွယ်။တောင်စောစောတိခဲ့ရင်အမရဲ့ပထမဆုံးမိဖို့ကြောင့်ဖွင့်ပန်းမှလည်းဒီလိုပဲလုပ်ခဲ့မှာပဲ။ ။ငါဒီနီးလက်ကိုရန်သဘောကြတယ်။ဘလောက်ထူးကြလိုက်တလဲ။ငါတို့လူချင်းတော်ယူလို့ရတယ်။ပြီးတော့ယာတိဥရုကလည်းရန်တားရနေတာ။ဒီလိုယာတိဥရုမှာအပြင်းပါစားရတာပျော်စရာပဲ။ဆွေမျိုးတွေဟာလီလီကသူ့ရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်ရတဲ့နေ့ကိုလက်ပေါ်မှာမတူညီတဲ့နီးလက်တွေနဲ့ပြင်ဆင်နေတာကိုမြင်တော့အံ့အားသင့်ပြီးပျော်ရွှင်နေကြပါတည်း။ဩတော်လိုက်တဲ့ကလေးမလေး။ဒီစားတော့ကငါတို့အိမ်မှာမကြခဏချက်တယ်။ဒါမဲ့မန်နီရဲ့ချွေးမလှုပ်ထားတဲ့ပုံစံနဲ့အလှဆင်ထားတဲ့ပုံစံကတော်တော်လေးသဘောကျစရာကောင်းတယ်။ ဟုတ်တယ်ကိုကြီးမဟုတ်ရင်အမြဲတမ်းအိမ်ထဲဝင်ပြီးထမင်းစားသပွဲမှာစားရတာဒီလိုစားရတာပျော်စရာကိုမရှိဘူးဒါပေမဲ့အခုကျွန်တော်တို့အားလုံးအတူတူစားရတာဘယ်တော့တောင်ပျော်စရာကောင်းလဲကြီးစန်းချွေးမလေးကအရန်တော်တာပဲဘလောက်ကောင်းတဲ့စီစဉ်မှုလဲပထမဆုံးမိဘကြောင့်ကနေအစားတော့စားနေရတယ်လို့မခံစားရဘူးဟိုတယ်ရောက်နေတယ်လို့ကိုခံစားနေရတယ်ဟေ့ချွေးမကောင်းဆိုတာဒီလိုပဲဖြစ်တဲ့နယ်ဘလို့ဘလို့ပြောလိုက်တယ်သမီးရဲ့ပထမဆုံးမိဘကြောင့်ကအစားတော့နင်းတို့အားလုံးကတကယ်သဘောကျတာလား ဟုတ်တယ်လေဘာလဲနင်ကမကြိုက်ဘူးလားနင်ချွေးမှဒီလိုထူးခြားတဲ့အရာလှုပ်ထားတာလေနင်ကတော့ခနာကိုနဲ့စပင်ပဲအိုမင်းနေတာမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာလဲအိုမင်းနေပြီထင်တယ်နော်လီလီရဲ့ရောက်ခမမိသားစုတစုလုံးဟာသူတို့ရဲ့ဆွေမျိုးတွေကသူချွေးမရဲ့လုပ်ရက်တွေကိုကင်းရဲကြလိမ့်မယ်လို့ထင်နေချိန်ပါပဲအခုဆွေမျိုးတွေအားလုံးကဒီအရာကိုအရင်ကျင်တဲ့ပီတိဖြစ်နေပြီးပျော်ရွှင်နေကြပါတော့တယ်အန်ဒီအန်ဒီလောက်ထားတဲ့ချောကလက်ဖြော်ကြီးကရန်ရတာရှိတာပဲ ။တမီးအခုစတော်ဘယ်ရီအရသာလို့ချက်နှန်းအန်တီ။ဟုတ်ကဲ့ပါသားတို့ရဲ့ရတာပေါ့။အန်တီအခုပဲပြီးပါမယ်။ဒီလီရဲ့ရောက်ခမမိသားစုလေးဆွေမျိုးတွေအားလုံးပျော်ရွှင်နေပြီးတော့ပထမဆုံးမိဖို့ကြောင့်ကစားတော့တီစားသုံးနေတာမြင်တော့အရင်ကပျော်ရွှင်နေကြပါတယ်။အဲ့နောက်မှာဆွေမျိုးတွေပြန်သွားတဲ့အခါမှာတော့သမီးကိုအများကြီးနားလည်မှုလွဲခဲ့တာပဲ။ဒါပေမဲ့သမီးကအရင်ကောင်းတဲ့အလုပ်တစ်ခုလုပ်ခဲ့တယ်။အမြဲတမ်းအမေတို့ကဲရဲ့နေတဲ့ဆွေမျိုးတွေတောင်ဒီနေ့အမေတို့ချီချူးပြီးပြန်သွားကြတာ တာတွေအားလုံးကတမီးရဲ့လဲဖို့ဟာဒီပထမဆုံးမိဖို့ကြောင့်ကြောင့်ပဲဘီရူချွေးမကအရင်တော်တာပဲဘလူခေါ်ပါလေဩဟုတ်တယ်တီထွင်ဖန်တီးမှုတမီးရဲ့တီထွင်ဖန်တီးမှုကအန်ဩစီဟာပဲတာတွေကြောင့်ပဲတမီးကနှစ်တိုင်းကောလေပရဟိတလုပ်ငန်းမှာငွေအများဆုံးရခဲ့တာလေသိငယ်တဲ့အရာတွေတောင်တီထွင်ဖန်တီးမှုနဲ့ပျော်စရာဖြစ်အောင်လုပ်လို့ရတယ်လာပါအခုအမေတို့အားလုံးလည်းခင်မိတဲ့ချွေးမလေးရဲ့လဲဖို့ဟာပထမဆုံးမိဖို့ကြောင့်စားတော့တွေစားစားကြဆုပ်လေး အခုတော့မိသားစုတစုလုံးအတူတူထိုင်ပြီးခင်မိတဲ့ချွေးမလေးရဲ့လေးဘော်ကပထမဆုံးမိဖို့ကြောင့်ကစားတော့ဒီကိုပျော်ရွှင်စွာနဲ့စားသုံးကြပါတော့တယ်။အခုဆိုရင်တနစ်ကို3-4ချိန်လီလီနဲ့အတူမိသားစုတွေအားလုံးကဒီလိုလေးဘော်မှာအစားတော့တွေချက်ပြုတ်ပြီးပျော်ရွှင်စွာစားတော့ရင်းနဲ့နေထိုင်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။